ြောပါအောင်တိုင်းပြည်ကောင်းအောင်လည်းမပြောတတ်ပါအောင်တိုင်းပြည်ကောင်းအောင်ဘယ်တော့မှလည်းမပြောတတ်ပါအောင်တိုင်းပြည်ပြိုကွဲဖို့အချင်းချင်းစင်္ဂလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတွေနဲ့တူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တက် relation လုပ်ပေးသွားမှာဖြစ်ပါသောကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်ခင်ဗျာဒီနေ့အပလာရှိရနေအထူးကြတဲ့သတင်းချို့ကောင်းတော့ပြီးတင်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒါမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံရဲ့ရှင်းလင်းချက်ကိုတင်ပြပါမယ်မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ယုံကဒီကနေ့သူရှင်းလင်းချက်တွေထုတ်ထားပါတယ် အဲ့ဒါကတော့ပြီးခဲ့တဲ့ရက်ကဒီမြန်မာနိုင်ငံမှာလာပြီးတော့လူမှုကွန်ရီတွေလုပ်ပေးနေတဲ့အိန္ဒိယနိုင်ငံသားတယောက်ကမြန်မာနိုင်ငံကိုရောက်တယ်ရောက်ပြီးတဲ့နောက်ပိုင်းမှာတရက်နှစ်လောက်နေပြီးတော့မြန်မာနိုင်ငံနဲ့ပြန်တယ်ပြန်ပြီးနောက်ပိုင်းမှာသူကသူ့ရဲ့လူမှုကွန်ရီမှာဒါရေးသားတာတွေ့ရပဲအဲ့ဒါကတနတ်ပြောင်းဝါတွေရဲ့ရှေ့မှာကဲဆေးတွေမလုပ်ချင်တော့လို့သူနေရက်ပြန်သွားတယ်ဆိုပြီးတော့သူ့ရဲ့သူ့ရဲ့တရက်လူမှုကွန်ရီမှာတင်တယ်ပေါ့ဗျာတင်တဲ့ခါမှာဒါကိုဖတ်ပြီးတော့ ဒီမြန်မာနိုင်ငံမှာရှိတဲ့မြန်မာနိုင်ငံကနေပြီးတော့ထွက်ပြေးသွားတဲ့စစ်သွေးကြွအဖွဲ့မီဒီယာတွေကဒါကိုသူတို့ဝေဝေဆဆဖော်ပြခဲ့ပါတယ်အဲ့တော့ကျွန်တော်သတင်းပြစင်ကိုတင်ပြပါမယ်မြန်မာနိုင်ငံမှာငလင်ပေးတင်တာကမလာ28ရက်နေ့မိုးလမကိုင်းနေငလင်ပေးတင်ပါတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မလာ28ရက်နေ့ကနေပြီးတော့ဧပြီလ9ရက်နေ့ဒီ9ရက်နေ့ဒီမြန်မာနိုင်ငံမှာငလင်တန်းကြောင့်တည်ဆုံးတဲ့သူအားလုံးက3600ဦးရှိပါတယ်ဒါကကျွန်တော်ဧပြီလ9ရက်နေ့ဒီအစည်းအဝေးပါဒီကနေ့အစည်းအဝေးမပါသေးပါဘူးပြီးရင်ကျွန်တော်ဒဏ်ရာရရှိတဲ့သူက9018ဦးရှိပါတယ်ပျောက်ဆုံးတဲ့သူက ဒါ160ခုရှိခဲ့ပါတယ်လက်ရှိဒီမြန်မာနိုင်ငံမှာမြန်မာနိုင်ငံကိုနိုင်ငံအသီးသီးကနေပြီးတော့ဒါဒါလာရောက်ပြီးတော့ကူညီကယ်ဆယ်မှုပေးတာကနိုင်ငံပေါင်း20ရှိပါတယ်ပြီးသွားရင်လည်းကျွန်တော်တို့ဒီဒီနိုင်ငံပေါင်းများစွာပေါ့ဗျနိုင်ငံပေါင်းများစွာကဒါကျွန်တော်တို့လိုအပ်တဲ့ထောက်ပံ့မှုတွေတောက်လျှောက်လုပ်နေပါတယ်အိန္ဒိယဆိုရင်လည်းပဲကျွန်တော်တို့ဒါသူရဲ့ဒီအိန္ဒိယတက်မတော်ရေတက်ရေတက်ရဲ့ဒီစစ်သမောတွေအသုံးပြုပြီးတော့ဒါရန်ကုန်ကိုတိုက်ရပို့ပေးနေတဲ့အနေအထားလေးရှိပါတယ်ပြီးရင်ကျွန်တော်နိုင်ငံတကာလူမှုကွယ်ပူးစည်းအဖွဲ့ဝင်အားလုံး 1938ခုကမြန်မာနိုင်ငံမှာလာပြီးတော့အကူအညီပေးခဲ့ပါတယ်။ပြီးကျွန်တော်တို့ဒီအဖွဲ့တွေနဲ့လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့မိသားတပ်ဖွဲ့တွေပြီးအခြားသောကျွန်တော်တို့ဒီလူမှုကွန်ရက်အဖွဲ့တွေနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဒါငလင်တန်းကြောင့်ပိတ်မိတဲ့သူတွေကိုကယ်ဆယ်တဲ့အခါမှာအသက်ရှင်သွားကယ်ဆယ်နိုင်ခဲ့တဲ့ကြားမအားလုံး653ကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။ပြီးတော့ကျွန်တော်တို့တေဆုံးရုပ်လောင်းတွေလည်းကယ်ဆယ် တူဖို့နိုင်ခဲ့တယ်ပေါ့ဗျာပြန်ပြီးရှောက်ဖွင့်နိုင်ခဲ့ပါတယ်အသက်ရှင်လေးကကယ်ဆယ်နိုင်တဲ့သူအားလုံး653ရှိပါတယ်ဒါတော့ကျွန်တော်တို့ဒါလက်ရှိဒီအချက်လက်ချက်ကိုတင်ပြပေးတာဖြစ်ပါတယ်အဲ့တော့ထော်နီတူပါပဲဒီအိန္ဒိယအစိုးရကဒီမြန်မာနိုင်ငံရဲ့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့တကယ့်ကိုကျွန်တော်တို့ထက်ထက်ဝုံဝေကူညီတဲ့မြန်မာနိုင်ငံရဲ့အိန္ဒိယချင်းနိုင်ငံတစ်ခုဖြစ်သလိုပါပဲတကယ့်ကျွန်တော်တို့ဒီရိတ်ခါတွေစေဝါတွေလူဝင်အားတွေစသဖြင့်ကျွန်တော်တို့ပတ်ပေါင်းစုံကနေပြီးတော့ထောက်ပံ့တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ် မြန်မာနိုင်ငံငလင်ပိနေပတ်သက်ပြီးတော့ဒါမလား32ရက်နေ့ကအိန္ဒိယနိုင်ငံရဲ့ဒီလူမှုကွန်ရက်အဖွဲ့တွေကဒါရောက်ရှိလာပါတယ်။ရောက်ရှိလာပြီးတဲ့နောက်ပိုင်းမှာအိန္ဒိယနိုင်ငံသားတယောက်ကဒါသူက32ရက်နေ့မှာရောက်တယ်။ရောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်3ရက်နေ့မှာမြန်မာနိုင်ငံကနေပြန်ထွက်ခွာသွားတယ်ပေါ့ဗျ။ပြန်သွားတယ်ပေါ့။ပြန်သွားပြီးနောက်ပိုင်းအိန္ဒိယနိုင်ငံကိုရောက်တဲ့အခါမှာသူကတနပ်ပြောင်းဝရရဲ့ရှိမှာကဲစဲမလုပ်ချင်တော့လို့သူနေရပြန်တယ်ပေါ့ဗျ။အစသဖြင့်အဲဒီလူမျိုးသူရေးတင်လိုက်ပါတယ်။အဲ့ဒီရေးတင်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှေ့ရတင်ပြခဲ့သလိုပါပဲ။ဒီပြည်ပြည်မီဒီယာတွေစေတူကြောမီဒီယာတွေကဝေဝေဆဆာဒါဖော်ပြခဲ့ပါတယ်။ အဝေးဆက်စားဖော်ပြခဲ့ပါတယ်အဲ့တော့သူတို့ရဲ့ယူရချက်ကတော့ဒါမြန်မာနိုင်ငံကိုဒါလူမှုကွန်ရက်အဖွဲ့တွေရောက်မလာဖို့တနည်းအားဖြင့်ဗျာဒုက္ခရောက်နေတဲ့မြန်မာနိုင်ငံသားတွေအသေးချပေါ့ဗျာအသေးချဆိုရင်သေချဖို့ပေါ့ဗျာသူတို့ကတော့ဒီအမျိုးမျိုးလှုပ်ဆော်ပါတယ်မျိုးမျိုးလှုပ်ဆော်ပါတယ်တိုးတော်လည်းပဲနိုင်ငံတကာကသူတို့ရဲ့အဖြတ်လုပ်ငန်းတွေကိုမကြည့်ပဲနဲ့ဒီဒီလက်ရှိဒီလက်ရှိကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့ဒီငလျင်ဘေးနဲ့ပတ်သက်ပြီးတော့သူတို့လာရောက်ပြီးတော့ပူးပေါင်းပြီးတော့ကွန်ရက်ဆောင်ပေးခဲ့ကြပါတယ် ီလိုမျိုးဒီအိန္ဒိယနိုင်ငံသားတယောက်ရဲ့ဒီသူ့ရဲ့လူမှုကွန်ရက်မှာရေးသားမှုနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံကလည်းသူတို့ထုတ်ပြန်ချက်တွေထုတ်ပါတယ်သူတို့ထုတ်ပြန်တဲ့အခါမှာဘာသာပေါင်းစုံရေးပြီးတော့ထုတ်ပါတယ်အဲ့မှာသူရေးသားတာကအီလူမှုကွန်ရက်မီဒီယာပို့ကိုတဲ့တူတယောက်ကရွေးပါတယ်တနည်းအားဖြင့်သူ့ရဲ့နိုင်ငံသားကိုရွေးပါတယ်တဲ့၎င်းပို့တည်တဲ့အဆိုပါပုဂ္ဂိုလ်ကြီးပုဂ္ဂလိကအထင်မြင်ချက်ကိုဖော်ပြသည့်ပို့တာဖြစ်ပါတယ်အိန္ဒိယအဆိုရရဲ့ယက်တီချန်နဲ့လုံးဝမသက်ဆိုင်ပါဘူးတဲ့ထို့ပြင်သက်ဆိုင်ရာမြန်မာအာဏာပိုင်များကြီးဂျိုတင်ခွင့်ပြုချက်မရှိဘဲနဲ့ မြန်မာနိုင်ငံရှိသတင်းမီဒီယာများတွင်သတင်းပေးပို့ခြင်းကိုရှောင်ကျဉ်ရန်အိန္ဒိယမြန်မာအိန္ဒိယနိုင်ငံသားများအားအကြံပြုတိုက်တွန်းအပ်ပါသည်ပေါ့။အဲ့တော့ဒီအဓိကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံကနေပြန်ထွက်သွားတဲ့အိန္ဒိယနိုင်ငံသားတယောက်ရဲ့ရေးသားမှုကသူတယောက်နဲ့သာတက်ဆိုင်ပါတယ်။အိန္ဒိယနိုင်ငံနဲ့လုံးဝတက်ဆိုင်မှုမရှိပါဘူးလို့ကျွန်တော်တို့ဒါအိန္ဒိယအစိုးရကအတီလင်းဒါထုတ်ပြန်ပေးခဲ့တာလည်းဖြစ်ပါတယ်။ဒါတော့ကျွန်တော်တို့ ဒါအိန္ဒိယမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံရဲ့ထုတ်ပြန်ချက်ပါ။အဲ့တော့ဒီထုတ်ပြန်ချက်တဲ့ပတ်သက်ပြီးတော့ဒီစစ်သွေးကြောင့်မီဒီယာတွေကတော့ဒီပေါ်မှာမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယတန်ရုံကဒီလိုမျိုးရှင်းလင်းထားပါတယ်ဆိုတာကတော့တို့လုံးဝဖော်ပြတာချင်းမရှိပါဘူး။တို့မျက်ကွယ်ပြုထားပါတယ်။ဒါကဘာကိုပြနေလဲဆိုရင်ဒီပြည်ပမီဒီယာတွေရဲ့တို့ရဲ့အကျိုးစီးပွားကဘာလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ဒီပြည်ပနိုင်ငံပြည်ပမီဒီယာတွေပေါ့တနည်းအားဖြင့်ဒီနိုင်ငံတကာမီဒီယာတို့ ကျွေးကြော်နေတဲ့သူတွေပြီးရင်ကျွန်တော်တို့လက်ရှိဒီထိုင်းမြန်မာနယ်စပ်မှာရည်တည်နေတဲ့မီဒီယာတွေပြည်ပြေးမီဒီယာတွေအပါအဝင်အခြားသောနိုင်ငံတွေမှာအခြေဆိုင်နေတဲ့ပြည်ပြေးမီဒီယာတွေအားလုံးကလက်ရှိဒီမြန်မာနိုင်ငံမှာအပတိပကတွေကြီးထွားဖို့ကျွန်တော်တို့ရဲ့ဒီလူဖွဲ့စည်းတွေအချင်းချင်းတက်ဖြတ်ဖို့ပြိုကွဲဖို့မြန်မာနိုင်ငံကြီးမတိမငြိဖြစ်ဖို့တို့ကဒီအကျိုးကိုလိုလားနေရသူပါဒီလိုဒီလိုမျိုးဒီမြန်မာနိုင်ငံမှာလူဖွဲ့စည်းတွေတိုင်းပြည်မငြိမသက်မှုတွေဖြစ်မှာတို့က အာအခြားသောကျွန်တော်တို့နော်ဝေးနိုင်ငံအပေါင်းအခြားသောနိုင်ငံတွေဥရောပနိုင်ငံတွေအပေါင်းအခြားသောနိုင်ငံတွေတကနေတော့တို့ကဒီ proposal တွေတင်နေပေါ့တင်ပြီးတော့တို့မီဒီယာကိုထောက်ပံ့ပေးပါပေါ့အာမြန်မာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဖိနှိပ်မှုတွေတို့ဖော်ပြမယ်တို့လူခွေးတွေအကောင့်အလုံးမျိုးစသဖြင့်တို့ခေါင်းစဉ်မျိုးမျိုးနဲ့တို့ကဒီ project ပြပြီးတောင်းစားတယ်ဖွဲ့ပါတနည်းအားဖြင့်တို့ကတကယ်တောင်းစားတတဖွဲ့ပါအဲ့တော့ဒီတောင်းစားတွေကတော့ကျွန်တော်တို့လက်ရှိဒီအာကျွန်တော်တို့လက်ရှိဒီအများပြည်သူသွားတဲ့ platform တွေမှာတောင်းတဲ့သူတွေကတော့တို့ကတို့ကဒီ time ပြကိုမဖြတ်စည်းပါဘူး ကျွန်တော်တို့ဒါစုလေစုလေစုလေအနီးပေါ့ဗျာမြို့ထဲမှာခွက်တစ်လုံးနဲ့တောင်းတဲ့သူတွေဒါဒီနေ့မှကျွန်တော်တောင်းတဲ့သူတွေကိုစော်ခါတာမဟုတ်ပါဘူးဒါသူတို့ကလည်းသူတို့တက်တဲ့အတက်ပညာနဲ့သူတို့တောင်းငွေဝေးရှာတာပါအတချို့ဆိုလည်းပဲဒါသူတို့တချင်းနေဆိုပြီးငွေဝေးရှာကြတယ်ဒါကသူတို့ကတောင်းတာမဟုတ်ပါဘူးသူတို့ရဲ့အတက်ပညာနဲ့အတက်ပညာနဲ့ဥပမာတချင်းဆိုရယ်ဗျာဒီအတန်ကိုကြိုက်ပြီးတော့သူလာထဲကြတယ်ပေါ့ ။ဒါသူတို့ဝက်ဆလေးနေသူတို့ဒါတီးရွတ်သရှင်ဆိုတယ်ပေါ့။ဒါကသူတို့တောင်းတော့မဟုတ်ပါဘူး။သူတို့ရဲ့တက်တဲ့အတတ်ပညာနဲ့သူတို့ကဖြောပြေးတာပါ။ဒီဖြောပြေးမှုမှုကိုကျွန်တော်တို့ကဒီကျင့်တတ်တယ်လက်ခံတယ်ဂယုဏတက်တဲ့သူတွေကပြန်ပြီးတော့ကျွန်တော်တို့ပတ်သက်ထဲတာပါ။ပြန်ပြီးကူညီပေးတာပါ။ဒါကတောင်းတော့မဟုတ်ပါဘူး။အဲ့တော့သူတို့ဒီလူတွေကြောင့်ကျွန်တော်တို့ဒီဒီလူတွေရဲ့လှုပ်ပြုတ်မှုကိုမြင်တဲ့သူတွေကအဲ့တို့စိတ်ချမ်းသာမှုတွေရတယ်။အော်သူတို့ဒီလိုဖြစ်ပါလား။ငါတို့ဘာပြန်ကူညီပေးရမလဲဆိုတရားတရားတွေရှိတယ်။ဒီလူတွေကြောင့် ဒီလူတွေကြောင့်ကျွန်တော်မြန်မာနိုင်ငံမှာပျက်စီးခဲ့တာဘာမှမရှိပါဘူးလူအဖွဲ့စီပြိုကွဲခဲ့တာဘာမှမရှိပါဘူးဘာမှမရှိပါဘူးတိုးတော်လည်းပဲကျွန်တော်တို့ဒီပြည်ပမှာခွက်ခေါက်နေတဲ့သူတွေကြောင့်ဒီမြန်မာနိုင်ငံမှာနိုင်ငံသားတွေအချင်းချင်းကျွန်တော်တွေးပြကြခဲ့ရတယ်စိတ်ဝမ်းတွေကွဲခဲ့ရတယ်တိုင်းပြည်မညီမညွတ်မှုတွေဖြစ်ခဲ့ရတယ်အဲ့တော့တိုင်းပြည်မညီမှုတိုင်းပြည်မညီညွတ်မှုတွေတိုင်းပြည်မတည်ငြိမ်မှုတွေဖြစ်အောင်ဘယ်သူတွေလောက်တာလဲဆိုရင်နံပါတ်1နိုင်ငံသမားတွေလောက်တယ်နံပါတ်1ဒီပြည်ပနိုင်ငံတွေကနေပြီးတော့ကျွန်တော်တို့ခွက်ခေါက်နေတဲ့ NGO INGO တွေလောက်ပါတယ်နံပါတ်3ကတော့ကျွန်တော်တို့ ပြပမီဒီယာတွေလောက်ပါတယ်ပြပမီဒီယာတွေလောက်ပါတယ်နံပါတ်၄ကတော့ကျွန်တော်တို့ပြပနိုင်ငံတွေရဲ့ဒါမွေးစားသားခွေးတွေခွေးတွေလောက်ပါတယ်အဲ့တော့ခွေးတွေဆိုတဲ့နေရာမှာကျွန်တော် AR တွေကခွေးတွေပါတယ်ခွေးရောက်ရခွေးတွေပါတယ်ခစ်တက်ကခွေးတွေပါတယ်အခြားသောကျွန်တော်တို့ဒီပြည်ပမှာရောက်နေခွေးတွေပါပါတယ်ဒီခွေးတွေအလုပ်တာပါအဲ့တော့ခင်ဗျားကြည့်လိုက်ပါပြီးခဲ့တဲ့ရက်ကကျွန်တော်ဆရာတော်တပါအဲဒီဟောပြောမှုမှာကျွန်တော်နားထောင်လိုက်ရပါတယ်စာပေဟောပြောတဲ့သူတွေပေါ့ စာပေဟောပြောတွေကခင်ဗျားလာတကယ်ပါကျွန်တော်တို့ငငယ်တော်ကကျွန်တော်တို့တကယ်ဒီလက်ရှိမြန်မာနိုင်ငံမှာထင်ပေါ်ကျော်ကြားတဲ့ဆိုတဲ့ဒီစာပေဟောပြောသူတွေရဲ့စာပေဟောပြောပွဲတွေကိုကျွန်တော်တောက်လျှောက်လိုက်ပါတယ်တောက်လျှောက်လိုက်တဲ့နေသူအဲ့ဒီမှာကျွန်တော်ကဒီမြန်မာတန်တော်စင်ကြားထဲမှာကျွန်တော်သတင်းတောက်အနေနဲ့လောက်ပါတယ်သတင်းတောက်နဲ့လောက်တဲ့အခါကျတော့ကျွန်တော်တို့အာဒီရန်ကုန်မြို့ထဲမှာရှိတဲ့စာပေဟောပြောပွဲတွေပြီးကျွန်တော်နဲစာပေဟောပြောပွဲတွေပေါ့ကျွန်တော်လိုက်ပါတယ်ဘာကြောင့်လဲဆိုဒီလူတွေနဲ့ကျွန်တော်တို့ကဒီပုံကိုရရရင်းနေပါတယ်ကျွန်တော်တို့ဒီကိုကိုကြီးတို့ဥကိုကိုကြီးတို့မင်းကိုနိုင်တို့ကိုမြအေးတို့တို့ဒါတင်ငန်းချုံးတို့ အပြင်ကျွန်တော်တို့အပြင်ဆက်လေးဆက်ကလမ်းဆောင်ပြီးနောက်မှသူတို့လှုပ်သေးတယ်အဲ့မှာရှိသူတို့ဒီပွင့်လေးလူဖွဲ့စည်းပေါ့အဲ့ဒီယုံတွေလှုပ်တယ်အဲ့ဒီယုံတွေရှိတော့ဗျာရှိတော့ကျွန်တော်ဝင်ထွက်တယ်ပြီးတော့ဒီလူတွေရဲ့ဒီစာပေဟောပြောခွင့်ဆိုကျွန်တော်လိုက်ပါတယ်အော်သူတို့ကစာပေမဟောပြောခဲ့ဘာလို့လဲဆိုတော့ကောင်းကောင်းကက်ပါတယ်ကောင်းကောင်းကက်တယ်သူကမူးအောင်ကက်ပြီးမှဟိုဟာထိန်းသိမ်းရမယ်ဒီဟာဒီကြီးကြီးရဲ့ရှောက်ပြောတာအဲဘီလူဝါတို့ဆိုခင်ဗျာပို့ဆိုတယ်မူးအောင်တော်တာမူးအောင်တော်ပြီးမှခင်ဗျာတက်ပြောပြောချင်တာတက်ပြောတာအော်ကွာဝါဝါပေါ့ဗျာခင်ဗျာတည့်ရတိုင်းပါ ဲ့တော့ဒီဒီနိုင်ငံသမားရောင်ရောင်ဒီစာပေဟောပြောသမားရောင်ရောင်တွေကသူတို့ကဘယ်တော့မှတိုင်းပြည်ကောင်းအောင်မပြောပါဘူးတိုင်းပြည်ကောင်းအောင်လည်းမပြောတတ်ပါဘူးတိုင်းပြည်ကောင်းအောင်ဘယ်တော့မှလည်းမပြောတတ်ပါဘူးတိုင်းပြည်ပြိုကွဲဖို့အချင်းချင်းစိတ်ဝမ်းကွဲဖို့ဒါတွေပဲလုပ်တတ်တဲ့လူတွေဖြစ်ပါတယ်ဒါတွေပဲလုပ်ကြပါတယ်လက်ရှိကျွန်တော်လက်ရှိဒီကနေ့ဒီခင်းကြီးတွေဖြစ်နေတာကလည်းဒီကနေ့ဒီခင်းချက်မှာဖြစ်နေတယ်လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတဲ့မတည်ငြိမ်မငြိမ်မှုတွေအချင်းချင်းတပ်ဖြတ်မှုတွေတပ်ဖြတ်မှုတွေလက်ရှိခင်ဗျားဟာလာចောင်းပန်းနဲ့ចောင်းထွက် အာအနာစကဆေးုံမကူနဲ့ဟိုဆေးုံဘုံခွက်ဒီဆေးုံဘုံခွက်ဟိုဘုံကြီးဒီဘုံကြီးတက်ဆိုတာဒီလိုမျိုးတွေဖြစ်လာအောင်နောက်ကွယ်ရနေကျွန်တော်တို့ဒီတွန်းအားပေးနေတာက NLD ပါတီခေါင်းဆောင်တွေပါနံပါတ်1ကတော့ကျွန်တော်တို့မီဒီယာသမားတွေပါအဲ့တော့မီဒီယာသမားတွေဆိုတဲ့နေရာမှာကိုတက်တဲ့အတတ်ပညာနဲ့ကျွန်တော်တိုင်းတစ်ပါးကိုရောင်းစားတာပါကိုတက်တဲ့အတတ်ပညာကိုတိုင်းတစ်ပါးတွေရောင်းစားနေတဲ့ခွေးတွေပါအဲ့ဒီခွေးတွေကြောင့်လည်းပြတ်ပါတယ်ပြတ်ပါတယ်အဲ့ဒီခွေးတွေကြောင့်ပြတ်ခဲ့ရတာပါကျွန်တော်တို့ကဒါဒါတွေကတော့ကျွန်တော်တို့တစ်ချိန်ရရင်တော့ဒါရှင်းရမယ့်အနေထားပါပဲ ျွန်တော်ရှင်းရလေးရမယ့်အနေထားပါပဲအဲ့တော့ခင်ဗျားတို့ကြည့်လိုက်ပါစာပေဟောပြောဝဲလို့ခင်ဗျားတို့ခေါင်းစဉ်တက်လိုက်ပါတယ်စာပေနဲ့ပတ်သက်တာဘာများဟောပြောတာရှိလို့လဲစာပေရဲ့စာပေရဲ့အောက်ကနေဘာဟောပြောတာရှိလဲအဲ့မှာခင်ဗျားဒီနိုင်ငံရေးတဖက်တစ်ဖက်နိုင်ငံရေးအပြိုင်တိုက်ဖို့ဟိုလူကောင်းတယ်ဒီလူမကောင်းဘူးဗျာကိုလည်းကောင်းလားဆိုတော့ကိုလည်းမကောင်းကိုတော့ဒီ state စစ်ပေါ်တိုက်ကောင်းကောင်းကိပြူပါခဲ့ကောင်းကောင်းကိပြူပါသွားတာပြီးရင်သူကစာပေဟောပြောပွဲဆိုခင်ဗျားအလကားမရဘူးဥမာကျွန်တော်တို့ဒီနာမည်ကြီးစာပေဟောပြောပွဲ တမားပါဗျာစာပေဟောပြောသူတယောက်ကိုငားမယ်ဆိုရင်အခုမှကျွန်တော်ရန်ကုန်ကနေအဲ့လူပါထွက်မယ်ဆိုရင်ရန်ကုန်ကနေတာဝတီထားပါဆိုရန်ကုန်ကနေတာဝတီထွက်တယ်ဆိုရင်ဒီရန်ကုန်နဲ့တာဝတီသွားတဲ့ဒီလမ်းစီပေးရတယ်စားစီတောက်စီပေးရတယ်သူ့မှာဟိုတယ်ဟိုတယ်ပေးရတယ်ပြီးရင်ကျွန်တော်အဲ့ဒီအဲ့ဒီလူပါခင်ဗျာအရက်ကြိုင်အရက်အရက်အရက်တိုက်ရတယ်အရက်ကောင်းတာတိုက်ရတယ်ပြီးရင်ကျွန်တော်တို့ဆော့ပါခေါ်ထည့်ပေးရတယ်ဒီလိုမျိုးတွေရှိပါတယ်အဲ့ဒီအတိုင်းဝန်းကြီးကကျွန်တော်အဲ့လိုလဲပတ်နေတာပါအဲ့ဒီစားပေဟောပြောပွဲလုပ်တဲ့လူကြီးကြည့်လိုက်ပါခင်ဗျာသူတို့မှာခင်ဗျာအဲခင်ဗျာမီးလင်းတာတွေရော မလင်းတာတော့အများကြီးပါပဲဇလန်းကြီးကထားပါဆိုဒါတို့ကိစ္စပါဒါခင်ဗျားတို့သိအောင်ပြောပြပေးတာပါအဲ့တော့မြန်မာနိုင်ငံကိုဖျက်ဆီးတာကကျွန်တော်တို့ဒီအလွာတွေလည်းပါတယ်ဆိုတော့ကိုကျွန်တော်တို့တင်ပြပေးတာဖြစ်ပါတယ်